အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘယ်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓခုသာသမီအားလုံးအတွက်စက်ရ9လ2025ကနေ16ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓခုသာသမီတွေဒီတပတ်တာကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကိုင်းအိုးအိမ်တွေကထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စကစပြောခြင်းလို့ပြောနော် ူကအလုံးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာရံမကင်းတတ်တဲ့တဘာဝလေးရှိတယ်သူကအလုံးဖြစ်ရင်ပြင်မဖြစ်အိမ်ပေါ့လေရံမကင်းဘူးအဲရံမကင်းတဲ့ဆိုတဲ့အခါမှာသူကအတွင်းရံလေးတွေဖြစ်တာများတယ်ပေါ့လေအတွင်းရံဆိုတာမိသားစုဆွေမျိုးညီကောင်တော်အချင်းချင်းရံပြိပခလေးတွေဖြစ်တာအလုံးရှင်အလုံးသမားအချင်းချင်းရံပြိပခလေးတွေဖြစ်တာစန့်ကျင်တော်လန်တိုက်ခိုက်ခံတာဒါမျိုးလေးတွေသွားကြုံရတဲ့တဘာဝရှိတော့လေဂယုစိုက်ပေးစေခြင်းနဲ့ဒါဒီကလာမှာပြီးတော့ဟိုဒုက္ခရောက်နေတဲ့တခြားဘုရကုနဲ့ပတ်သက်တဲ့အဲ့လူတွေကိုလိုက်လံကယ်တင်ပေးရကနေပြဿနာလေးတွေအနောက်ရှက်လေးတွေဖြစ်တယ် တော့လူစင်ဘုတ်ခုသာသမီပါဝင်ပေါ့လေကိုရဲ့အောက်လက်ငယ်သားတွေသာသမီဆွေမျိုးညီကောင်မတော်တွေအဲသူတို့ကိုအကြောင်းပြုပြီးတော့ကိုပါစိတ်ပင်ပန်းလူပင်ပန်းပြဿနာလေးတွေကိုစီရောက်လာတာမျိုးလေးတွေဖြစ်တတ်တယ်လူမုံများတာမျိုးလေးတွေဖြစ်တတ်တယ်သတိထားပြီးနော်ဒီကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကြာသာပရိသသမီတယောက်ကနေဝိုင်းဝန်းကူညီဖြေရှင်းပေးတာမျိုးကြုံရတတ်တယ်အဲတခုလောတာရှိလို့ရှင်ကြာသာပရိသသမီစီမှာအကူညီအကြံဉာဏ်လေးတွေတောင်းပါယူပါကောင်းပါလေဗျာနော်ကိုရဲ့အိမ်ကိုတနင်္လာသသမီတွေ ညာညာလေးလာပြီးတက်ခိုတာမျိုးတွေဖြစ်လို့ရှိရင်မသင့်တော့ဘူးအဲ့လိုဝင်ပြီးနောက်ပိုင်းအစင်မပြေမှုအခက်ခဲမှုတွေပြဿနာအနောက်အချက်တွေကြုံရတတ်တဲ့သဘာဝရှိတယ်ဂယုဆိုင်ပါလို့အကြံပေးခြင်းနဲ့ဗျာနော်အဲကြာတာရိတ်သားသမီးဒါမှမဟုတ်ဆန်ရီသားသမီးတွေကိုယ့်ရဲ့အိမ်ကိုညာညာလေးလာရောက်တက်ခိုတာမျိုးတွေဆိုရင်တော့သင့်တော့တယ်ဗျာနော်ပို့ပြီးတော့အစင်ပြေတယ်ပြဿနာလေးတွေရှိနေတဲ့ဟာရှိရင်တော့မှတို့တွေအဲ့လိုညာညာလေးလာရောက်တက်ခိုပြီးတဲ့နောက်ပိုင်းအညာအခိုက်တွေပြေပြောက်သွားလိမ့်မယ်ဗျာနော်ပြီးတော့ဒီကတော့မှဗုဒ္ဓဂုသားသမီးတွေ ဝင်နှန်းနေတာဖြစ်ခဲ့မယ်ဆိုရင်လက်ရှိလုပ်နေတဲ့အလုပ်တွေမလုပ်ချင်တော့တာတွေလက်ရှိနေတဲ့နေရာတွေမှာမနေချင်တော့တာတခုခုအဲစိတ်နိုင်မချဖြစ်တာမျိုးလေးတအားများတယ်ဗောလေဆိုတော့ပင်ပန်းတော့အကျိုးခံစားဝင်မရတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့လက်ရှိလုပ်တဲ့အလုပ်ကနေပြောင်းရင်ကောင်းလားရှုပ်ရင်ကောင်းလားမင်းအလုပ်လည်းမပြောင်းသင့်ဘူးနေရာလည်းမပြောင်းသင့်ဘူးဗျာနော်ပြောင်းရင်ပုံညံ့တဲ့အညံ့လေးတွေရင်ဆိုင်ရမှာဆိုတော့လက်ရှိနေတဲ့နေရာလေးမှာပဲနေပါအောင်လို့အကြံပေးခြင်းနဲ့လက်ရှိလုပ်တဲ့အလုပ်လေးကိုပဲထိတ်လုပ်ပေးပါအောင်နော်တခုရှိတဲ့ဒီကားမှာအတွင်းရံလေးတွေရှိတယ်ဆိုတဲ့စကားမမေ့နဲ့နော် အောက်လငွေသားရဲ့စန့်ကျင်ဒေါ်လာလေးတွေအထက်အောက်ကြားထဲသွားညှက်တာမျိုးတွေဖြစ်တတ်တယ်။ပြီးတော့အဲကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီကရမှာကိုရဲ့အလုပ်သမားတွေကိုစိတ်တိုင်းမကြတာမျိုးတွေရာအစားဖြစ်တတ်တယ်။ကိုလည်းလက်ရှိအလုပ်တွေမလုပ်ချင်တော့ဘဲနဲ့အလေလိုက်ရှင်တဲ့စိတ်လေးတွေရုပ်ရည်ပေါ်လာတတ်တဲ့သဘောဝါရှိတယ်။တတိထားပါလို့အကြံပေးပါရစေနော်။အဲကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေကနေမှအဝိထေထိဖနာအထေလေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ကြတဲ့သူတွေကတခြားသူတွေထက်စာရင်ပို့ပြီးတော့အဆင်ပြေတယ်ဗျာနော်။ ဆိုတော့အဲ့လုပ်ငန်းကနေအကျိုးမြတ်များစွာရရှိရတဲ့ gain ရှိတော့လေပိုကောင်းပါတယ်အဲ့ဒါကိုထပ်ပြီးယင်းနီမြုံနာပြီးလုပ်လဲတင်တော့တယ်တခြားစီးပွားရေးလုပ်ငန်းတွေကိုတော့ကြီးကြီးမားမားကြီးယင်းနီမြုံနာပြီးလုပ်တာမျိုးတွေမတင်တော့ဘူးအထူးသဖြင့်ဒီကာလမှာခြံတို့ကားတို့ဒါမျိုးတွေတပတ်တဲ့အယောင်းဝယ်တွေရောင်းမဝယ်မဖြစ်တဲ့ငွေကြေးအပေးယူတွေမှာအမှန်တန်သတိရှိရတယ်ဗျာနော်လက်လွန်သွားလို့ရှိရင်ပြန်ပြီးမရတာမျိုးတွေဖြစ်တဲ့လိန်လည်းလက်ဖြားတဲ့သူတွေနဲ့တွေ့ရတဲ့လိန်လည်းလက်ဖြားခဲ့ရင်လည်းအဝေးရလူတွေမဟုတ်ဘဲနဲ့ကိုယ်နဲ့အရန်ရင်းနှီးပါတယ်ဆိုတဲ့သူတွေရဲ့ နောက်ကျော်ဓာတ်နဲ့ထိုးတာမျိုးတွေကြုံရတဲ့ကိုကျိုးရှာတဲ့သူတွေနဲ့အဆုံသီးရတတ်တဲ့အတွက်အထူးသတိထားပါလို့အကြံပေးခြင်းလည်းပဲနော်ဆိုတော့ဒီကတော့မှအလုတ်ဖြစ်ဖြစ်မဖြစ်ဒါမှမဟုတ်နေရာထိုင်ခင်းဖြစ်ဖြစ်အဲ့လိုပြောင်းလိုက်ရွှေ့လိုက်လို့ရှိရင်လေလက်ရှိရှိနေတဲ့အဆင့်တန်းလက်ရှိပုံမှန်ဝင်နေတဲ့ငွေကြေးအစရော့ကြသွားပြီးဆုပ်သွားတာမျိုးတွေဖြစ်တဲ့အတွက်အထူးကူးဆိုင်ပါဒီတိုင်းလေးပဲညိမ့်ပါလို့ထက်ထက်လဲလဲအကြံပေးခြင်းလည်းပဲနော်ပြော်ကိုရဲ့အိမ်ကိုကိုဝင်ဆောင်အဲကျမရဲ့ညံ့တဲ့သူတွေပေါ့လေအသက်ကြီးရွယ်ဦးတွေ အဒါမျိုးလေးတွေလာရောက်တာမျိုးလေးတွေဖြစ်တတ်တယ်ဆိုတော့လက်မခံရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေနော်ကိုယ့်ရဲ့စီးပွားတွေပါလက်ပိတ်သွားမျိုးလေးတွေခိုက်တာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်သတိထားပါဗျာနော်ကျမ်းမာရင်တော့ပတ်သက်လို့ရှိရင်တော့ဗုဒ္ဓဂူသာသမီတွေဒီကားမှာကျမ်းမာရင်မှာ2မျိုးဖြစ်တာပေါ့လေအဲပထမတစ်မျိုးကဘာလဲဆိုတော့ဝမ်းမနဲ့ပတ်သက်ပြီးဖြစ်တဲ့အခါမှာနည်းနည်းလေးပြင်းထန်တဲ့သဘာဝရှိတယ်သတိထားပေးပါလို့အကြံပေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်ကတကယ်တကယ် one fighter စာလို့ရှိရင်ဘာလို့စိတ်ပူလဲဆိုတော့ကျွန်တော်ခုနပြောတဲ့အတွင်းရန်ရှိတယ်လို့ပြောတယ်အတွင်းရန်ဆိုတဲ့အခါမှာ အိမ်တော်ရေးအိမ်တွင်းရေးအလုပ်သမားအလုပ်ရှင်အဲ့လိုမျိုးအတွင်းရန်တစ်ခုလည်းနေပြောတာမဟုတ်ဘူးအနည်းဆုံးရန်သူကကိုယ့်ရဲ့စိတ်ပဲပေါ့လေအဲ့တော့ကိုယ့်စိတ်ကိုကိုယ်ပြန်စီဆန်းစစ်ဖို့လိုတယ်ဒီကရမှာအရာရာတစ်ခုခုပေါ်ကိုထွက်ပေါက်ရှာနေတာမျိုးတွေစိတ်တိုင်းမကြဖြစ်တာမျိုးတွေအစားကြုံရတတ်တယ်ဗျာနော်ပြဿနာရှိလို့ဖြစ်တာမျိုးမဟုတ်ခဲ့ရင်တော့မှပြဿနာမရှိဘဲနဲ့စိတ်ကလေးပုံမှန်မဟုတ်တာလေးလေးဖြစ်တဲ့အတွက်အဲစိတ်အလိုမလိုက်ဘဲနဲ့ပေါ့လေ ဂယုဆိုင်ပါလို့အထက်တလဲလဲအကြံပေးခြင်းနဲ့ဒါကျမ်းမာရေးရှုတော့ရပြောတာဗောလေအဲ့တော့ဘာသာရေးကို PPC တွေလို့ဖို့လိုပါတယ်ဗျာနော်အဲပြီးလို့ရှိရင်အဲယိုဒနာကျမ်းမာရေးမှာဥတက်ပေါက်တာတို့ဥရောင်တာတို့ဖြစ်ဖြစ်ဒါအပြင်သွေးသားသအိမ်နဲ့ပတ်သက်တဲ့ယောဂါတွေတွေပါသွားထိတက်တယ်သတိထားပေးပါလို့အကြံပေးခြင်းနဲ့အဲကျမ်းမာရေးနဲ့ပတ်သက်ပြီးအစားအစာတွေပါတွေစားတဲ့အခါမှာဗောလေအထူးသဖြင့်အရက်ဘီယာတို့ဝိုင်တို့ကိုအစိတ်လိုရှောင်ဝေးရတယ်ဘဝသားတို့လက်ဖက်တို့အာလူတို့ဒါမျိုးလေးတွေလုံးဝမစားအောင်နော်စားရင်အညံ့လေးတွေပိုကြွားတတ်တယ် တတိထားပြနော်ငွေကြေးတဲ့ပတ်သက်ပြီးချီချီမမရရှိအောင်မြင်တဲ့သူတွေဆိုရင်ဒီကာလမှာမြေဒီပါတွေဝေတာမျိုးလေးတွေကအဝင်တော်တယ်အိုးအိမ်တွေပြင်တာစောက်တာမျိုးတွေကတော့မသိတော့ဘူးဆိုတာလေးသိသိချင်းနေပြနော်ပညာရေးနဲ့ပတ်သက်ရင်တော့ဘုဒ္ဓခုသားသမီးတွေဒီကာလမှာပညာရေးကံအမရန်ကောင်းပါတယ်ပြနော်စိတ်ပူစရာမလိုပါဘူးပညာကိုစူးစမ်းရင်စူးစမ်းတော့ဖြစ်ထုံးမယ်ပေါ့ရောက်မယ်ဆိုတဲ့ကိန်းထဲမှာပါတဲ့အတွက်လေကိုဘကစူးစမ်းဖို့ဝရိယလေးပဲထည့်လိုက်ပါကျန်တာလေးကသူ့အလိုလိုဖြစ်တည်လာလိမ့်မယ်ပြနော်အဲ့တော့အချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာဘုဒ္ဓခုသားသမီးတွေ အစင်မပြေမှုလေးတွေကြုံရတဲ့သဘောဝရှိတယ်။ဂယုစိုက်ပြီးစေချင်တယ်။ဟိုကြီးကြီးမားမားပြဿနာမဟုတ်ဘဲနဲ့ဘာမဟုတ်တဲ့ပြဿနာအသေးဖော်ရရအစစိတ်တော်ကရောက်တာမျိုးလေးတွေစိတ်လေနေတာမျိုးလေးတွေပြဿနာအနောက်ချက်လေးတွေဖြစ်တာလေးတွေအစကြုံရတဲ့အဲ့ဒီအသေးဖော်ရအစအမိထတောက်ပြီးတော့ဗောလေအခြေကြီးဖြစ်သွားတာမျိုးလေးတွေကြုံရတဲ့တော့လေတခုဆိုရင်ကိုယ့်ရဲ့စိတ်လေးကိုတည်တရှာလေးထိမ့်သိမ့်မှာတခုဆိုရင်ထိတ်တဲ့ရင်ဆိုင်နဲ့ဆက်စားလို့ရှိရင်ရှောင်ထွက်လိုက်တာကပို့ပြီးတော့တင့်နေအောင်မယ်လို့အကြံပေးခြင်းလေဗျာနော် ခရီးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာဗုဒ္ဓဂူသာသမိတွေခြေထောက်မှာဝေပါသလိုရှောက်ပြီးတွားကျင်တဲ့စိတ်တွေအရန်ပေါ်တတ်တယ်။တွားလဲတွားရတတ်တယ်။ဟိုရွယ်မျောနေတဲ့ကိစ္စတွေကမတွားပဲနဲ့မမျောနေတဲ့ကိစ္စတွေကရုတ်တရက်ထပြီးတွားရတာတွေအားစကြုံရတတ်တော့လေ။အဲတွားပါတွားလို့ရပါတယ်။တခုတော့ရှိတာပေါ့လေ။အဲသူသဖြင့်အရှိအရက်ကိုခရီးသွားတာမျိုးလေးတွေကနည်းနည်းလေးတိတ်မသင့်တော့ဘူး။ပြီးတော့တောင်ရက်ကိုခရီးသွားခြင်းဘေးရန်နေရာလေးတွေရှိတယ်။သတိထားမယ်။ရေလန်းခီးမတွားပါနဲ့ဗျာနော်။အဲ့တော့ ဒီကလာမှာအားလုံးခြုံကြည့်လိုက်တဲ့အခါပေါ့လေမေလ12ရက်13ရက်14ရက်16ရက်18ရက်17ရက်အရက်တွေကအမရန်ကန်ကောင်းတယ်ဗျဝါသနာပိုင်းအရက်ပိုင်းမှာထိုင်းချီထွက်တာဆိုတော့ခြေတွေပါတွေထိုးမယ်ဆိုတော့ထိုးလို့ရတယ်ဗျာနော်ဝါသနာပိုင်းထိုးပြအောင်ထိုးမယ်အဲထိုးတဲ့စကားမှာအကောင်းဆုံးကတော့လေငါးအစသုံးညဆုံးဆိုတော့ကနော်ကြီးထိုးပြီးရင်ပို့ပြီးတော့ကောင်းတယ်ဗျာနော်အဲ့ရပိုင်းမှာဆုံထွန်းလာတဲ့ရပိုင်ကုန်တွေပြန်လဲရရှိပိုင်ဆိုင်တာမျိုးလေးတွေဖြစ်တယ်လေအဲ့ရဝင်တဲ့ဆက်နွယ်တဲ့ကိစ္စတွေကနေအောင်မြင်မှုတွေအသေးပွက်တွေခံစားရလိမ့်မယ် အထူးသဖြင့်အနောက်ရက်အနောက်တောင်တောင်ရက်ကိုဆက်နွယ်ပြီးတော့လုပ်တဲ့ကိစ္စတွေကောင်းတယ်အဲ့အဲ့ရက်ဒေတာတွေကိုလည်းခရီးသွားတာမျိုးတွေဖြစ်တတ်တဲ့ဂိမ်းတွေရှိတယ်ပြီးတော့ဂျာတာပရိနာနဲ့ပတ်သက်တဲ့မြေတို့ပဲလိုပြောင်းလို့ပွဲအောင်စသီရဖြစ်ပေါ်လေအဲ့ဒီအရာလေးတွေကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာလေးတွေရရှိတတ်တယ်တချို့ကလက်ဆောင်တွေပါတွေကအစရတာမျိုးတွေဖြစ်တတ်တယ်ဗျာနော်အမရန်ကောင်းတယ်အဝင်တော်တယ်ပေါ့မေလာ15ရက်အဲ့ရက်တရက်ကတော့အညံ့အခက်တွေရှိတော့သတိထားနော်ကျမကြီးအညံ့အခက်တွေဖြစ်တာဟိုဟာအတွိုင်းလိုင်းနဲ့ တခုခုထိမိခံမိပြီးဒုထတံရုပ်ဖြစ်တာလေးတွေရည်ရည်နဲ့သူတွေနဲ့ရံပြိပခလေးတွေဖြစ်ပြီးညှင်းခုံရတာမျိုးတွေဖြစ်တယ်နဲ့အထူးသဖြင့်ဒီကာလမှာတနင်္လာသာသမီအင်္ဂါသာသမီတွေကိုအချောင်းပြုပြီးစိတ်ညစ်စိတ်တော်ကလေးတွေရောက်လာတတ်တယ်သတိထားနော်သူတို့နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာသတိထားမယ်ချစ်သူအိမ်တော်ဘက်ကအဲ့ဒီသာသမီတွေမှာပါရင်တော့မကောင်းဘူးအခက်မသိရင်ကွဲတာပြတ်တာလေးတွေထားဖြစ်တတ်တယ်ဗျာနော်ဂယုဆိုင်ပါလို့ထက်တယ်လည်းအကြံပေးပါရစေအဲ့တော့ကန်ရီးယားရဲ့ထောက်မမှုတွေအပြေအဝရအောင်မြို့ပန်းရောင်စုံလီလီပန်း ပိန်ပန်းရွက်လာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ဖို့ရတဲ့ဖခင်မှာဖခင်ပန်းကတာပဲဖြစ်ဖြစ်နေအဲ့ကနေ့မှာအလပန်းအောင်ထိုးတာမျိုးမျိုးပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပေးပါဒါအပြင်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာအဝါရောင်အဆက်ရောင်အနုအရင်အပြာရောင်မိခိုးရောင်တို့ကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေဘုဒ္ဓကုသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာကြုံရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ပေါ့လေရရရလေးကြည်ရမယ်နော် အဲ့တော့ရေရာအနေနဲ့ဘယ်လိုခြေရမလဲဆိုလို့ရှိရင်တရားမဟုတ်ထုတ်လေး26ထုတ်ကိုဒါနာပြုလူတန်းကျွေးမွေးပေးပါဗျာနော်ပြီးတော့ကိုယ့်အိမ်မှာရှိတဲ့အရက်ပလင်ဘီယာပလင်ဝိုင်ပလင်အဲ့ဒါတွေအမြန်ဆုံးရှာဖွေစွန့်ပြစ်ပလိုက်ပါပြီးတော့အဝင်လည်းလုံးဝမခံပါနဲ့ဗျာနော်အဲ့လိုလှုပ်ပေးခြင်းအဖြစ်မိမိတို့မှာကြုံရတဲ့အညာအခိုက်တွေပြေပြောက်ပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပူရေးကောင်းသွားပါလိမ့်မယ်ဘုရားကုသသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်